ဒီကုလို့အားလုံးပဲမင်္ဂလာပါကျွန်တော် The Sports Corner ဒါ YouTube နဲ့ Facebook Page ကနေကြိုဆိုလိုက်ရပါတယ်ဒီဘက်ကျွန်တော်တို့ Eclasico ပွဲရဲ့ပွဲပြီးရလကတော့ Real Madrid 2 Barcelona 1ဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုချင်းညီတို့ညီကိုနှစ်ယောက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုချင်းညီမင်္ဂလာပါမင်္ဂလာပါကိုတနား Real ပေါ့နော်အရန်ဘယ်လိုပြောရမလဲကျွန်တော်အလွန်ဆိုကကျွန်တော်တို့ထင်ထားတဲ့ပိုကောင်းနေတာဒါမှမဟုတ်ကျွန်တော်မျှော်လင့်ထားတဲ့ expectation ကိုမှီလားပေါ့နော်ဒါကတော့ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်မှာဒါကျွန်တော်တို့ invincible ပေါ့နော်လီဗာပူးဆယ်မှာတပွဲမှဒါမရှုံးခဲ့ဘူးအဲ့လောက်ထိကောင်းခဲ့တဲ့အလွန်ဆိုကျွန်တော်ကဒီလောက်ထိမမျော်လင့်ခဲ့ဘူးကိုချင်းကြီးကဘယ်လောက်မျော်လင့်ခဲ့တယ်ဖြစ်မယ်လို့ထင်ခဲ့တာအခုဆိုရင်ဒီရာသီမှာ fight 2နဲ့တပွဲပဲတီကိုရှုံးတယ်တရေကိုမရှိတာဟုတ်တယ်ပွဲတိုင်းနိုင်ထားတယ်ဆိုတော့အလွန်ဆိုရဲ့ error ရောက်ပြီလားအဲ့ဒါလေးတစ်ချက်တော့အဲ့တော့ အရန်တော့ပြောဖို့တော့စောနေသေးတယ်နော်အခုမှကျွန်တော်တို့အလွန်ဆိုလက်ထက်မှာလာလီဂါမှာကျွန်တော်တို့ဒါ10ပွဲပဲရှိသေးတယ်ပြိုင်ပွဲစုံမှာအလွန်ဆုံးရှိ15ပွဲပေါ့အဲလောက်နဲ့တော့ကျွန်တော်အလွန်ဆိုခစ်ခစ်ပြန်ရောက်ပြီလို့ပြောလို့တော့စောနေသေးတယ်ဒါပေမဲ့နီးပြတ်အစ်တူးအနေနဲ့တတော်ကောင်းတဲ့တာထွက်တတော်ကိုအထင်ကြီးဖို့ကောင်းတဲ့တာထွက်ကိုပိုင်ဆိုင်ခဲ့ဆိုတာညင်းမရဘူးအလွန်ဆိုကဘာဒီအန်ဆယ်လိုတီရဲ့ရီယယ်ကိုဘာဒီပြောင်းလဲသွားသလဲဆိုတဲ့မေးခွန်းမှာတော့အများကြီးပြောင်းလဲသွားတာမဟုတ်ဘူး Real Madrid အဓိကလိုနေတဲ့အပိုင်းလေးတွေကိုဖြည့်သွားရလို့ပဲထင်တယ်။ Ancelotti နဲ့ Real မနှစ်ကဘာတွေပြဿနာတက်ခဲ့လဲခံစားကြအောင်ပဲ။ဟုတ်ကဲ့။ဒါပြဿနာတွေအရင်များတယ်ပြီးတော့ခံစစ်မှာ quality ရှိတဲ့ကစားသမားအရင်နေတယ်။ဟုတ်ကဲ့။ဟို Fallman D တို့ Fran Francis တို့ Francis Garcia တို့ဒီညာချမ်းက Vasquez တို့ဆိုတာ Real Madrid level ကစားသမားတွေမဟုတ်ဘူးဗျာ။အားလုံးသိတယ်ပြိတ္တကြည့်နေ။ Asensio ဆိုရင် Academy ကနေထွက်လာတာမရှိသုံးသုံးနေရတာ။သူလည်း Real Madrid မှာပွဲထွက်လောက်ပွဲထွက်ရလောက်တဲ့လုံလောက်တဲ့ ရေသွေးမရှိနေသေးဘူးအဲ့လိုနေရာတွေကိုဟိုအာနိုးကိုခေါ်ချလာတဲ့ဘဲနောက်ခံလူနေရာမှာဆိုအေဗာရိုကာရီယာဆိုတဲ့ဒီစပိန်လူငယ်ကစားမလေး United ကိုရောက်သွားတယ် United ကလည်းဘန်ဖီကာရောက်တယ်ဘန်ဖီကာကလည်းအခု Real Madrid ကိုပြန်ရောက်လာတယ်တန်ခါးတွေလောက်သုံးပြီးတော့အာနိုးကို free နဲ့ခေါ်တယ်ကာရီယာကိုဘဲနောက်ခံလူနေရာတော့ကိုခေါ်တယ်ပြီးတော့ဘုံပေါက်ကစပိန်လူငယ်ဘိုခန်စစ်လေး White Sand ခေါ်ခန်စစ်ကိုသူတို့အဓိကပြင်ဆင်လာတယ်ဟုတ်ကဲ့အသင်းကိုဘဲလောက်တစ်ခုပြန်ရောက်အသင်းကကွင်းလယ်နဲ့တိုက်စစ်ကကောင်းပြီးသား ကဘာပေါ်မှာရှိတဲ့တကယ်ကျယ်ပွင့်ကစားမလေးကွင်းလိုက်ပါဆိုချူအမန်နေနဲ့ကာဗာဘန်ကလိုမာကျော်တဲ့ကစားမရှိပြီးသား favorite လို real metric ရဲ့ဒီတက်တော်ရှိကစားမရှိပြီးသား dna ကစားမမျိုးရှိပြီးသားတိုက်စစ်မှာ mbappe ကိုမနစ်ကရဲခေါ်ထားပြီး venicia ရှိတယ် rodrigo ရှိတယ် brian dia တို့ရှိတယ် aragula လို့ရှိတယ်ဒီနှစ်ဆို master tuno ပါထပ်ပြီးဖြည့်ထားသေးတယ်ကျွန်တော် andre တို့ရှိနေသေးတယ်အရင်မှာပြီးတော့ club walker မှာခြေစွမ်းပြခဲ့တဲ့ gonzalo garcia တို့ရှိနေသေးတယ်တိုက်စစ်မှာဆိုရင်အများကြီးပဲ ဘယ်လင်ငယ်ဘယ်လင်ငယ်ဘယ်လင်ငယ်လေးကျဲအများကြီးပဲကျွန်တော်ဟုတ်တယ်ရွတ်ပြရင်တော့မေးအချံခဲ့ပဲစားမိုက်တော့အများကြီးပဲ sorry နှစ်သင်းစာလောက်ဖြစ်နေတာဗျာကွန်းလယ်နဲ့တိုက်စစ်ကပူရှန်နဲ့အဆင့်ကိုရှိနေတယ်အားနဲ့ရခံစစ်ကိုမနေ့ကအန်ဆယ်လိုတီနဲ့ရီရခေါင်းပါပြီးဆက်သွားနေတာဟုတ်တယ်ဟုတ်တယ်အဲ့ပြဿနာတွေကိုအများကြီးခံခဲ့ရတယ်အခုအလွန်ဆိုကဒီ basic လေးတွေလောက်သွားတယ်အလုပ်လောက်သွားတယ်ပြီးတော့ကစားပုံမှာလည်းအရန်ကြီးတိုက်စစ်ကိုအားမတန်ဘူးပုံမှန်လေးပဲ balance လေးပဲတိုက်စစ်သွားမယ့်အချိန်သွားတယ်တိုက်စစ်မသွားဘဲနဲ့ ထိမ့်ပြီးတော့ပွဲကိုထိမ့်ရမယ့်အချိန်ဆိုထိမ့်နေကောင်တာသွားမယ့်အချိန်ဆိုသွားတယ်အားလုံးသဟာဇာတမြင့်အောင်ဘယ်လန့်ဖြစ်အောင်ပြန်တိဆောက်ပြီးတဲ့အချိန်မှာရီယယ်မက်ထရစ်ကလူကျင်နေတဲ့ရလက်တွေတက်လာတယ်လို့ပဲထင်တယ်ကစားပုံကအန်ဆယ်လော်တီလက်ထက်ကတော့ပိုကောင်းချိန်မှာကောင်းလိမ့်မယ်ဟုတ်ကဲ့ဒါပေမဲ့ထိရောက်မှုပိုကောင်းလာတဲ့အထူးသဖြင့်တော့အမ်ဘာဘေဒီယာတီရဲ့အကောင်းဆုံးယာတီဖြစ်လာတယ်မနှစ်ကရီယယ်မက်ထရစ်ကိုဆက်ဆက်ရောက်ချင်းမှာသူအစောပိုင်းမှာဝေဖန်ခံခဲ့ရတယ်။အက်ကလစီကိုဆိုမနှစ်ကဒီနှစ်သိန်းတွေ့လို့ဆို ရီယယ်မက်ထရစ်ကဘာပြဿနာတက်သွားခဲ့ရလဲဆိုဘာစလိုနာရဲ့ဒီ high line defense outside trap တွေကြားထဲမှာဒုက္ခရောက်ခဲ့ရဟုတ်ကဲ့17ချိန်တော့ outside ဖြစ်ခဲ့မနှစ်ကရီယယ်နဲ့ဘာစီတွေ့တော့ဟုတ်ကဲ့ Mbappe တက်ရောက်တဲ့8ချိန် outside ဖြစ်တယ်ဒီနေ့လည်းမဖြစ်ဘူးလားဆိုဖြစ်တယ်ပွဲစား17မိနစ်မှာပဲ goal goal သွင်းသေးတယ်လူကျော်နေဆိုပြီးပြန်ပြက်ခံခဲ့ရတယ် ရီယယ်မက်ထရီအော့ဖ်ဆိုက်တွေမိသေးတာပဲ။ဘာလို့ဆိုဘန်စလိုနာအဲ့ဒီအော့ဖ်ဆိုက်ထရက်ကိုရီယယ်နဲ့တွေ့တိုင်း strategy ရောက်ကိုတုံးလာတာ။ဒါပေမဲ့ဒီနေ့အဲ့ဒီတုံးလာတဲ့ strategy နဲ့ပဲသူတို့ပြန်ခံရတာပဲ။သူသူစိတ်နဲ့သူပြန်မိသွားတာပေါ့နော်။နောက်ဆုံးမှာရီယယ်မက်ထရီရသွားတဲ့အဖွင့်ကိုမှအော့ဖ်ဆိုက်ထရက်ကိုဖမ်းတယ်။ဒါပေမဲ့ဘယ်လင်ကန်ထိုးပေးတဲ့ဘောလုံးကိုဘာပဲပြေးထွက်သွားပြီးလုံးလုံးကျွတ်ကျွတ်ကိုဂိုးသွင်းသွားဆိုဒီနေ့အမ်ဘာပေကလည်းဘလူးမှရတန်းလုံးလည်းမရဘူးဆိုတော့တကယ်ကိုဒါရီယယ်မက်ထရီကနှစ်ဖြစ်လာလို့တော်တော်အားကောင်းသွားပြီလို့ပြောလိုက်တယ်။တစ်ဖက်မှာဘာစလိုနာကတော့ ဒဏ်ပြဿနာတွေကြောင့်ဒီပွဲမှာတော့တို့အကောင်းဆုံးပုံစံမမြင်ခဲ့ရဘူးလို့ပဲပြောဟုတ်ကဲ့ရီယယ်ကိုပြောရမယ်ဆိုရင်တော့ဘာပေကကျွန်တော်ဘောလုံးတော်ရာတင်နေပါပြီဘာဖြစ်လဲဆိုတော့ဒီခြေစွမ်းပြဘာပေလိုကစားမျိုးကရာကိုရာတင်နေတဲ့ထဲမှာပါတယ်ဒီရာဒီမှာတော့ဒါအောင်မြင်မှုရရင်အသိအောင်မြင်မှုရရင်တော့သူလည်းရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကိုချီပြောခဲ့လို့ပဲအသိကဘာမှအပြောင်းလဲမဖြစ်ဘူးဒါပေမဲ့လည်းကျွန်တော်ကအန်ဆယ်လော့တီကိုမကြိုက်ခဲ့ရရရှိတယ်အရန်ကြီး conservative အရန်ကိုတို့ရှီယူဆွဲတဲ့ဟာတွေရှိရပေါ့နော်အဲ့ဒါကြတော့ဘာလဲဆိုတော့သူဂူလာအလုံးဝမသုံးပြသေးတာအာရာဂူလာတကယ်တော့မနေနေတော်တော်လေးကိုကောင်းနေတာတော့ကမပေးသုံးခဲ့ဘူးဒါမဲ့လေသူအနေနဲ့သူ့မှာတော့ဒါကျွန်တော်တို့ဝေဖန်ရလောက်အောင် salary ရဟိုလိုမျိုးတော့မဟုတ်ဘူးရ salary ဝေဖန်ရတာနည်းနည်းလေး အခုကလည်းနည်းနည်းဟိုဘယ်လိုပြောမလဲခက်တယ်ပေါ့နော်ဒီလိုနီးပြမျိုးတော့ကျွန်တော်တဝေဖန်ရဲတဲ့ထဲမှာပါတယ်အဲဆို SLOT ဆိုတာတကယ်ချန်ပီယံလိရဲ့တကယ်ကို legend ကြီးဗျာမဟုတ်အကုန်လုံးက legend ပါပဲသူကစားမဘောမှာရခဲ့တာလေရောအဲ့တော့ဒါကတော့ကျွန်တော်တပိုင်းပေါ့နော်အဒီယာတီမှာအလွန်ဆိုပြောင်းလဲသွားတာလေးကနည်းနည်းလေးပါပါလေးပုတ်ပြီးတော့တချို့ဟာလေးကိုအဲ့ဒီကိုချင်းပြောခဲ့တဲ့ဟာလေးကဘယ်နဲ့စလေးမျှသွားအခုအတင်းကတော်တော်ကောင်းလာတယ်ဘာစုနာဒီပွဲကဗျာကျွန်တော်ဖြတ်ပြောလိုက်အောင်ပဲကျွန်တော်အားမလို့အားမရဖြစ်เสียကျွန်တော်ဒီဒီကိုရိပြည့်သက်တွေ တော့ကဘာလုံးဒုက္ခပေးွားရွယ်ပဲပထမအမှသုံးခုသွင်းပြီးတော့ဗျာဒုတိယပိုင်းမှာတကူးမှမသွင်းဘူးဆိုတဲ့ဟာမျိုးကြီးနော်အရင်ဗျာတကယ်စိတ်ဒုက္ခပေးရပွဲသေးလားအဲ့တော့ဘာစီလိုနာကဒီပွဲမှာဂိုးတွေရခဲ့တဲ့နာရရှိတယ်အဲ့တော့ဘာစီလိုနာရဲ့လက်ရှိပြဿနာလေးတွေနောက်ပြီးအသင်းအားလုံးဝအခုရမဲဆိုလဲပြဿနာလေးနည်းနည်းပါလာတာလေးရှိရပေါ့နော်ဘာစီလိုနာဒီနေ့ကစားသွားတဲ့အချိန်မှာဘလို့လိုအပ်ချက်လေးအဲ့ highline defense ကတကယ်ကိုအလုတ်ဖြစ်ပါမလားကိုရှင်းရဘလို့မြင်လဲကျွန်တော်တော့မထင်ဘူးမနေ့ကဘာစီလိုနာအရန်ကောင်းခဲ့တဲ့ကာလမှာတော့မှာ ် highline defense ကြောင့် barcelona ကောင်းနေရလဲမဟုတ်ဘူး barcelona ကအဲ့ဒါကိုသုံးလို့အဆင်ပြေတပွဲတို့အဆင်ပြေကောင်းပြေလိမ့်မယ်ဒါပေမဲ့ inter milan နဲ့ပြီးခဲ့တဲ့ရာသီ semi final ရဲ့ champion league ပွဲတွေကြီးလိုက် highline defense ကို inter milan ကဒုက္ခပေးသွား inter milan ကတိုက်စစ်အရန်ကောင်းတဲ့အသင်းမဟုတ်ဘူး barcelona ရဲ့ဒီ highline defense ကြီးသုံးမယ်ဆိုတော့သိနေတယ်အတိတော်ကြောင့်ဒီ highline defense ကိုကောင်းကောင်းကြီးအသုံးချပြီးတော့ဂိုးတွေကိုယူသွားသုံးဂိုးလောက်သွင်းသွားတာ အိမ်ဝင်းရောဝေခွင်းရောသုံးခုလောက်သွင်းသွားတာအမှန်တမ်းပြောရင်အင်တာမီလန်တိုက်စစ်ကအဲ့လောက်ထိကောင်းနေတဲ့တိုက်စစ်မဟုတ်ဘူးပြောချင်တာဟိုက်လိုင်းဒက်ဖက်ကောအဲ့လိုဆွဲဆွဲမဲမဲသုံးနေတာကဘာစလိုနာအတွက်ကောင်းကျိုးအတွက်ပြီးထွက်ဆူးကျိုးတွေအရန်များလိမ့်မယ်ဟုတ်ကဲ့သူတစ်ဖြစ်ပြန်ပြန်ကောင်းနေတဲ့တွေ့ရဒီလိုပွဲကြီးတွေမှာဟိုက်လိုင်းဒက်ဖက်ကိုသုံးတာအရန် risk များလောနေဟုတ်ကဲ့ high risk high reward ပေါ့နော်ကျွန်တော် risk အရန်ယူလိုက်တဲ့တကြောင်အဲ့ဒီတစ်ခါလေးမှာအလုပ်ဖြစ်ကောင်းရင်တော့ကောင်းတယ်အလုပ်မဖြစ်သွားရင်တော့ပိတ်ဆက်မှုကအရန်ကြီးတယ်ဆိုတော့လက်ရှိအချိန်မှာတော့ရမယ်ကိုပြန်ပြောရရင်ရမယ်ကဒဏ်ရာပြဿနာတွေရဲ့ နှိမ့်ဆက်မှုဒီယာဒီမှာဒံရသွားလိုက်ပွဲပြန်ကန်လိုက်ဒံရသွားလိုက်ပွဲပြန်ကန်လိုက်เนี่ย तू ပွဲ red than တစ်ခုကို तू မရသေးဘူး moment တစ်ခုကောင်းကောင်းမရသေးဘူးကြန့်ခိုင်မှုလည်းအပြည့်အဝရသေးပုံမရဘူးနောက်တစ်ခုကအားလုံးပြောနေကြတယ်လို့ queen ပြန်ပါကိစ္စတွေပေါ့နည်းနည်းလေးအာယုံတွေများလာဒါကတော့အသက်16နှစ်လောက်ပဲရှိသေးတယ်ကိုရနာတို့ကျွန်တော်တို့ရောဆယ်ကျော်တဲ့ကစားမဘွားမှာဘော်ဒါတွေနဲ့ဟိုလဖေးဆိုင်ထိုင်းမဲ့ဘလုံးကံမဲ့ဂိမ်းဆော့မဲ့ကိုဝါသနာပါတယ်ကိုလှုပ်ချင်တဲ့ဟာလေးတွေလှုပ်ကြတယ်သူလဲသူအသက်ရွယ်မှာ ဟိုသူ့ဝါသနာပါတယ်သူ့ချစ်သူကြီးစားထားမယ်သူ့ကွင်းပြင်ပါမှာသူ့ lifestyle နဲ့အေးပေါ့လူငယ်တဘာကဒါကိုကျွန်တော်တို့ကဟိုနားလဲပေးရမယ်ဘောလုံးသမားတယောက်ဖြစ်နေလို့မိသားစုကိုလုံးဝမလုံရဘူးမိဘောလုံးကြီးပဲကြံဆိုတော့ သူတို့လည်းဆက်ရုပ်တွေမှမဟုတ်တာကျွန်တော်အသွေးနဲ့အသားနဲ့ခံစားချက်တွေနဲ့ဖွဲ့စည်းထားတာကွင်းပြင်မှာပျော်မှလည်းကွင်းထဲမှာလည်းအဲ့ဒီဟာတွေကအဖက်တွေကလာဖြစ်တာဒါပေမဲ့အပျော်ကနေအပြတ်မဖြစ်သွားဘူးလို့ထင်တယ်အဲ့မှာတော့ဘာစလိုနာကျွန်တော်တို့ထိန်းနိုင်လိမ့်မယ်လို့ထင်တယ်ဟန်စီဖလစ်တို့ကောင်းကောင်းဟန်တယ်လုတ်သွားလိမ့်မယ်လို့ထင်တယ်ပျော်လို့ရတယ်ပြတ်သွားတဲ့လက်ထိမဖြစ်ရှင်းမှာရော်နယ်ဒီဟိုတို့အဒရီယာနိုတို့ဖြစ်သွားလောက်တဲ့အထိအပျော်ကနေအပြတ်ဘက်ကိုအဲ့ဘက်ကြီးကိုတအားကြီးသွားလို့မရဘူးဗျာနည်းနည်းလေးတော့လုတ်လို့ရတယ်လူသားပိသားစွာပျော်ခွင့်ရှိတယ် အရန်ကရောအပြော်ဘက်ကိုရောက်သွားရင်ကိုင်းထဲမှာအိုင်ဆူဆိုင်မှုတွေရော့ကျသွားနိုင်တယ်အဲ့လောက်တော့မဖြစ်လောက်ဘူးလို့ထင်တယ်လက်ရှိအဲ့ဒီဟာတွေကြောင့်တခုတည်းတော့ရံမဲကျနေရမှာမဟုတ်ဘူးသူ့ရဲ့ဒဏ်ရာတွေကြောင့်လည်းဒီရဒန်တခုသူမရသေးတာပြီးတော့ပိုဆိုးတာမနေ့ကရာဖီညာရဲ့အကောင်းဆုံးရာသီလီဝန်ဒေါစကီရဲ့ဥဆောင်မှုတွေအောက်မှာရံမဲကဘာဖြစ်အားမရှိပဲလွလွလွလပေါ်ပေါ်ပါပါလေးသူကစားနေတာဒီနှစ်ကြတော့မနှစ်ကသူလုတ်ပြထားတဲ့ standard တွေရာသူ့ကိုပရိသတ်တွေရာတောင်းဆိုမှုတွေမျက်လုံးတစ်ခုနဲ့ဒီ level တစ်ခုနဲ့စောင့်ကြည့်တာလဲပါတယ်ပြီးတော့ Rafael Dan ရနေတဲ့ Lewandowski မပါတဲ့အချိန်မှာ တိုက်စစ်တာဝန်တစ်ခုလုံးပခုံးပေါ်သူ့ပခုံးပေါ်ချလာတဲ့အချိန်မှာသူ့မှာမပေါ်ပါတော့မလွတ်လပ်တော့ဒီကြားထဲမှာဒဏ်ရာကြိုးစားနာလေးကြောင့်သူဂိမ်းတိုင်းနေအလုံလောက်မရထားဘူးပွဲကစားပွဲတချို့နဲ့ဝေးထားတဲ့အချိန်မှာရတန်တစ်ခုမရတဲ့အချိန်မှာသူလုံတိုင်းမဖြစ်တော့မနှစ်ကရာမယ်နဲ့အခုလက်ရှိရာမယ်နဲ့အများကြီးกว่าနေအမှန်ပဲဒါပေမဲ့အချိန်တစ်ခုရောက်ရင်တော့ရမယ်ကျွန်တော်တို့ပြန်ပြီးတော့မြင်ရလိမ့်မယ်ဘာစီလိုနာဒီပွဲဘာလို့ညော့သွားလဲဆိုရင်တော့လူမဆုံတာသူတို့ဒုက္ခပေးသွားတာပဲရော်ဖီညာတို့လီဝန်ဒေါစကီတို့လို့ကစားမမျိုးတွေဒါပါရင်မနေရပွဲရ ဒီအက်ကလစီကိုတော့ဒီထက်ပိုကြီးကောင်းပါအခုကဘာစလိုနာကသူတို့ယော့နေတယ်သူတို့ကိုယ်တိုင်သိတယ်ရီယယ်မက်ထရစ်ကိုသူတို့မနှစ်ကလို့တိုက်စစ်မှာကောင်းကောင်းဘီယယ်မက်ထရစ်ခံစစ်ကိုအလုရှုံအောင်အချိန်တိုင်းမလုံနိုင်ဘူးတစ်ချက်တစ်ချက်ပဲသူတို့ဒုက္ခပေးနိုင်တယ်ဒါတော့မှဖာမင်းလိုပက်စ်လေးတော်တော်လေးယုံနိုင်တယ်လို့ပြောလို့ရတယ်ရက်ရှ်ဖို့လည်းမဆိုးပါဘူးသူရဲ့ပထမဆုံးအက်ကလစီကိုအတွေ့အကြုံမှာဆိုရင်ရက်ရှ်ဖို့လည်းဒိုင်းနာတစ်ခုအထိဒါလက်ခံပေးလို့ရတဲ့ခြေစွမ်းအရင် outstanding performance မဟုတ်ဘူးဆိုပေမဲ့လက်ခံပေးလို့ရတဲ့ခြေစွမ်းပက်ဒရီလိုဒီဂျောင်လိုကွင်းလိုက်မှာထိန်းတာပဲဘာစလိုနာရဲ့အဓိကပြဿနာခံစစ်ပဲ ရီယယ်မက်ထရစ်နဲ့ဘာစလိုနာဒီယာဒီဘာကွာသွားလဲလို့ကျွန်တော်နောက်ဆုံးအနှစ်ချုပ်ပြီးတခုပဲပြောရရင်တော့ရီယယ်မက်ထရစ်ကမနှစ်ကသူတို့အားနေခဲ့တဲ့ခံစစ်ကိုအလွန်ဆိုရောက်လာတယ်ပြန်ပြင်လိုက်ပြီဘာစလိုနာကမနှစ်ကတကယ်ကိုပလိုင်းပေါက်နဲ့ဖားကောက်ပြီးတော့ပေါက်ပြဲနေတဲ့ခံစစ်ကြီးကိုတိတိကြီးနဲ့မပြင်ဘူးအဲ့ဒီအကျိုးဆက်ကိုဒီတရားစီလုံးဘာစလိုနာဆက်ပြီးခံစားအောင်ပဲကျွန်တော်ထင်တယ်ဟုတ်ကဲ့ကိုချင်းကြီးပြောလို့ပေါ့ဒါပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ဒီပြင်ဆင်မှုအပြောင်းလဲတေချာမလုပ်ခဲ့တဲ့အပိုင်းမှာ Hansi Flick ကနည်းနည်းခေါင်းမာရဲပါတယ်။နီးပြတယ်မှာတော်တော်ခေါင်းမာတဲ့အမတစ်ခါအမသုံးနီးပြတယ်မှာပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပြောချင်တာနောက်ဆုံးပွဲနိုင်နေနိုင်နေပွဲရနေနောက်ဆုံးဘာဖြစ်သွားလဲငါးပွဲမှာ၃ပွဲရှုံးသွားတယ်။ရာသီစမှာနောက်လျှောက်နေနိုင်လာတော့ OK တယ်ပေါ့နော်။ကျွန်တော်လည်းအဲ့ Highland Defense ကိုကျွန်တော်တော်တော်အထင်ကြီးခဲ့တဲ့သူတွေမှာပါတယ်။ ါဒါကြီးကအဆိုင်ချပြတာ哦ကွန်းလည်းစီးကြည့်ဗျာကျွန်တော်ခန်းစဲကြောင်ကြီးတက်ပြီးထောက်ပြရပြီးတော့ပြိုင်ဘက်ကိုဗျာပြိုင်ဘက်ကွင်းရဲ့ဒီတဝက်အတွင်းမှာပဲကစားသားမတွေအကုန်လုံးစုပြုံတက်ပြီးစောင့်နေဆိုတော့ကြီးကဂိမ်းနေမှာဆိုရင်လည်းမိုက်တယ်ဗျာဒီအဲ့လိုဖြစ်နေတယ်哦အဖီကမိုက်တယ်ဒီကောကန်ကမိုက်ဒါပေမဲ့တကယ်လက်တွေ့မှာအခုစင်မပြေတော့ဘူး PSG 1 2နဲ့ရှုံးပြီး CV လောက်4 1နဲ့ရှုံးတဲ့ပွဲမှာစပြီးတော့တော်တော်လေးသူတွေဟာကွက်တွေကိုမြင်လာရတယ်ပြိုင်ဘက်ကဘာမှမဟုတ်ခန်းစဲပိတ်ပြီးကောင်တာချောင်းပြီးလွယ်လွယ်ကူကူပဲဗျာပြေးမယ်တုံမယ် ထမတော့အဆင်ပြေတယ်ကူပါစီရူအာရူဟိုရိုဒီခန်စစ်ကြောင်းမှာဒီဘာစီလိုနာရဲ့စန္နာပတ်တွေကအဆင်ပြေပြီးမဲ့ပွဲစဉ်ကြာလာတော့မပြေးနိုင်တော့ဘူးဗျနောက်ပြီးသူတို့ကဖူးဘတ်တွေကဒီအခန်းကဏ္ဍမှာခွန်ဒေးတို့ဒီဘာဒီတို့ဒီကစားသမားတွေသူတို့ကအတက်ကင်းကိုအရန်လိုက်ခိုင်းတာอืมဟုတ်တယ်သူတို့ကဟိုးဂိုးရှိတာမှာတကယ်တော့ဘောလက်တွေအရန်ပါဟိုဘောလက်တွေပါတော့တကယ်လည်းပြန်ပေါက်တဲ့အချိန်မှာကျွန်တော်တို့ကပုံမှန်ဘောလုံးမှာနီးစနစ်အရတောက်ကန်ဘောတွေတဲကန်ဘောတွေရလို့လက်ပြဘောတွေရလို့ဒါခေါင်းတိုက်ချင်းစန္ဒဘတ်တွေရရှိတက်ပြီးတော့ ပုံမှန်ဆိုရင် full back တွေ full back တွေကကျွန်တော်တို့ဒီအသင်းသင်းမှာတော်တော်မြန်တဲ့ကစားသမားတွေကိုကျွန်တော်တို့ကဒီခြံခဲ့တယ်ခြံခဲ့ပြီးတကယ် counter ပါမယ်ဒီမြန်တဲ့ကစားသမားတွေကတပြိုင်ဘက်တိုက်စစ်နဲ့ရှင်ပြီးပြေးရတာအဲ့တော့အဲ့လိုကစားသမားမျိုးတွေကိုဒါတမန်ရိုးချနီးစနစ်ရအောင်ဒီလိုသုံးတာဘာစီလိုနာကကျတော့ full back တွေကိုရှေ့တက်ခိုင်းပြီးတော့ဒီ center back နှစ်ယောက်ခြံပြီးတော့အဲ့ center back နှစ်ယောက်ပြေးရတဲ့အချိန်မှာမရတော့ဘူးဗျမခံနိုင်ဘူးကြာလာတော့အဲ့တော့60 90လောက်ကြာရင်ဘာစီလိုနာခန်းစစ်ကပြိုသွားပြိုသွားပြီးတော့အဲ့အဓိကတော့အဒီ အပြေးပေါ့အပြေးမပြိုင်နိုင်တော့ဘူးပြသေးတယ်အပြေးမပြိုင်နိုင်တော့ဒါတောင်မှကစားသမားညံအရင်မြင်တော့ကျွန်တော်ဘာစီရီယဲကြည့်ရဘာစီရီယဲရီယဲပါစီအဲ့ဒီပွဲမှာကျွန်တော်အဓိကဘာကိုတော့ကြည့်ရဆိုဘောလုံးအုံနှောင်းနဲ့ကစားတယ် IQ တွေအရင်မြင်တယ်ဆိုတော့ကျွန်တော်အဲ့မှာတော့တွေ့တယ် online online ကန်နေရမဟုတ်ဘူးကစားနေနေကိုအုံနှောင်းတွေကအလုတ်လုတ်နေရဗျာနှစ်ကွက်လောက်ကိုကြိုမြင်နေရ chest ထိုးတလို့ပဲဒီကစားသမားတွေက quality ကတော့အရင်မြင်တယ်ဗျာပထမကျွန်တော်ဒီအသင်းတွေ champion တွေမှာမဖြစ်နိုင်တော့ပါဘူး premier league အသင်းတွေကကောင်းနေရအောင် ဒီတိုင်းဆိုချန်ပီယံလိမှာ PSG တို့ဘိုင်ယန်မြူးနစ်တို့ဒီအာဆင်နယ်တို့လက်ရှိရမ်းမိုက်နေတဲ့အသင်းတွေကိုဒီကောင်တွေကြော်မှာမဟုတ်ဘူးလို့ကျွန်တော်ပထမတွေ့ရညပွဲကြီးတော့မဟုတ်ဘူးဗျဒီနေ့အသင်းကိုကျွန်တော်တို့ကမေ့လို့မရအောင်ချန်ပီယံလိမှာဟုတ်တယ်ဒီနေ့အသင်းကအခြေတန်းတော့တော့တူလာတာပဲအဲ့တော့ကိုချီနောက်ဆုံးအနေနဲ့ရောလက်ရှိမှာဘာစီလိုနာရဲ့ရီယယ်မက်ဒရစ်ရီယယ်မက်ဒရစ်ဘာစီလိုနာကတော့2-1နဲ့ပြီးသွားရပေါ့နော်2-1နဲ့ပြီးသွားတာကျွန်တော်လွန်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်တော်တို့ဘာစီလုံး၄ဝဲလုံးနိုင်ခဲ့တာ၄ဝဲလုံး၄ဝဲလုံးလာဖလားပွဲတွေလည်းအကုန်နိုင်ခဲ့တယ်ဂိုးတွေမှာနှစ်သင်းပေါင်းသုံးဂိုး၄ဂိုးတွေရောနော်အဲ့တော့လက်ရှိ Real Madrid ထက်သွားမဲ့လမ်းကြောင်းမှာရော Real Madrid ဒီထက်ပိုပြီးတော့ကောင်းလာနိုင်လားအဲ့ဒါလေးပေါ့ဘာစီကတော့ဒီဟာကိုအပားပြင်ရမှာ Real Madrid ရဲ့အခြေအနေကဒီ Champion League တွေဘာတွေပါဘလို့မှန်လို့ရလောက်တဲ့အခြေအနေရောက်နိုင်မလားပေါ့ Champion League မှာတော့ Real Madrid ကသူ့ရဲ့အစင်လာကိုကသူတို့ကယုံကြည်မှုကိုအားကောင်းတယ်ပြိုင်ဘက်တွေကလည်း Real Madrid ဆိုတာနဲ့ကိုချိန်နေရတာ ချန်ပီယံလိမှာတော့အဲ့လိုဖြစ်နေ15ချိန်တော့ဘယ်သေးမှမရထားနိုင်တဲ့အောင်မြင်မှုရထားဆိုတော့ဒါမှန်းခွင့်ရှိတယ်ဒါပေမဲ့ရေဘူးကကြကြပြောရင်ဘီရင်းလိမှာဒီနှစ်ရေမထွက်တော်တော်အခြေအနေကောင်းတယ်အခုဒါအေကလက်စီကိုမှာဘာစလိုနာကိုနိုင်ပြီးတော့၅မှတ်ဖြတ်ထားနိုင်ပြီဆိုတော့ဒုတိယအကြော့ကလာမယ့်ယာတီကုန်ကန်ဒီမေလမှာတွေ့ရမယ်ဘာစလိုနာကွင်းမှာအဲ့ဒီမတိုင်ခင်မှာရီယယ်မက်ထရစ်ဒီလိုကိုယ်လှုပ်တာကိုယ်လှုပ်ထားနိုင်မှာဆိုဒီရာဒီတော့လာလီဂါချန်ပီယံဆုကိုရီယယ်မက်ထရစ်တချို့ပြန်ရသွားနိုင်မှုအလွန်ဆိုရဲ့ပထမဆုံးနှစ်မှာလေလာလီဂါချန်ပီယံဆုတော့ယူသွားနိုင်မှုအလားအလာပိုကောင်းတယ် အဲဘာစီလိုနာကတော့ဒီအာဒီမှာတို့ဒိုင်ယန်ပြဿနာတော်တော်လေးနှိပ်စက်တယ်ပြီးတော့ကျွန်တော်ရှေ့မှာပြောသလိုပဲခံစစ်ကိုလည်းတို့လစ်လူရှူခဲ့တာလည်းတို့အတွက်ဟိုပေးဆက်မှုပို့ပြီးတော့ကြီးသွားတာပါလေဒါပေမဲ့ဒီနှစ်သင်းမှာတော့မှကြီးလိုက်မယ်ဆိုရင်ဘာစီလိုနာဖြောင်းမှုပို့ပေးနိုင်တယ် entertaining ပို့ပေးနိုင်တယ် Real Madrid ကထိရောက်မှု impact ကိုပိုဦးစားပေးမတူညီဘူးသူတို့သဒ္ဒနာတွေကပြီးတော့ Real Madrid ကဟိုးရင်ပြီးဒီကျွန်တော်ရိုဒိုကြီးတို့ခဲ့ဇီဒန်တို့ခဲ့ဘက်ခမ်းတို့ခဲ့တဲ့သူတို့က Gladiator တိဆောက်တာတကဘာလုံးမှာရှိတဲ့အကောင်းဆုံးဆိုတဲ့ကစားသမားတွေ အခုကတော့အဲ့လိုကျယ်ပွင့်နေမဟုတ်ဘူးတစ်ကမ္ဘာလုံးမှာရှိတဲ့လူငယ်ကျယ်ပွင့်နေကောင်းလာနိုင်တဲ့ကစားမလူငယ်ကျယ်ပွင့်ကစားမကောင်းနေအများကြီးမစတန်တူနိုလို့အာဂျင်တီးနားလည်းပါတယ်ဟိုအာတာဂူလာလို့တူဂီသားလည်းပါတယ်ဘရိုင်ဒီယက်လို့ဘိုရူဂိုသားလည်းပါတယ်ဘယ်လင်ဂန်လို့အင်္ဂလန်သားလည်းပါတယ်အော်စတာသင်းကြီးဗျာတစ်ကမ္ဘာလုံးမှာရှိတဲ့လူငယ်ကျယ်ပွင့်ကစားမတွေအားလုံးရီယက်မှာလာစုနေချဲဆူအားကြောတဖက်ကဘာစီလိုနာကကြတော့သူတို့ DNA အတိုင်းပဲဟိုးတစ်ခစ်ကဇာဗီအင်နီစတာဘူးစကွတ်ဒေးဗစ်ဗီလာဒီတဖုံးလည်းပေါ့နော် အဲ့လို quality စပိန်စားမှသူတို့ကကျတော့ပြည်တွင်း local စပိန်စားမှဘာစလိုနာရဲ့အောင်မြင်မှုတွေကစပိန်ကိုတိုက်ရိုက် အကျိုးပြုနိုင်ငံသင်းအတွက်ကျတော့ဘာစလိုနာကပိုအကျိုးပြုနိုင်တယ် real madrid အောင်မြင်တာကစပိန်သင်းကို impact ကနေတယ်ဘာစလိုနာအောင်မြင်သွားတဲ့တစ်ခေတ်တစ်ခေတ်မှာစပိန်ထထောက်တာအဲ့တော့ဘာစလိုနာအခုလည်းအဲ့လိုမျိုးနောက်ထပ်အရှိန်ထက်ယူမတူဒီနှစ်သင်းရဲ့သွားနေတဲ့ဒသနတွေကလည်းမတူဘာစလိုနာအဲ့လို base ပဲအခုလည်းထပ်ပြီးတော့ ဒီပက်ဒရီတို့ဂါဗီတို့ဖာမင်းလိုပက်စ်တို့ယာမဲတို့စကေးကိုဖာရန်တိုရက်စ်တို့စပိန်ကိုခန်းစဲမှာအကုန်စီတို့ဒါ LSBD တို့စပိန်လူငယ်ကျယ်ပွင့်နေဒီ goal တစ်ခုကိုသူပြန်စုနေတို့တယ်လို့ရသွားပြီဆိုဒီဘဒယ်နှစ်ခုအားပြန်မှုကကျွန်တော်နောက်ထပ်10စုနှစ်တစ်ခုမှာ Mbappe တို့ယာမဲတို့ဒီဘက်စီရိုနာဒိုခက်လွန်အားပြန်မှုတွေဒီမတူညီတဲ့ဒသနာတွေအားပြန်မှုတွေကျွန်တော်ထင်ပါတယ်ဘောလုံးကဘာမှာတော့ Eclesigo ကပဲဘောလုံးပွဲတွေကခေါင်းပွဲ ခေါင်သေးနေတကယ် promotion ပွဲအနေနဲ့ဆက်ရှိနေအောင်နောက်ထပ်၁၀ခုနှစ်အခုနောက်၁၀ခုနှစ်နှစ်ခုလောက်အထိကိုဆက်ပြီးရှိနေအောင်မယ်လို့ကျွန်တော်ထင်တာပဲဟုတ်ပါတယ်ခုရှိပြတော့တော်ပြည့်စုံပါတယ်အဓိက eclipse ကိုတော့ကျွန်တော်တို့ကဘယ်တော့မှကြော်သွားလို့မရတဲ့ပွဲပဲဟုတ်တယ်ဘယ်ပွဲမှမကြည့်နေတရားစီလုံးမှာအဲ့နှစ်ပွဲကြည့်ရအောင်ကြည့်ကိုကြည့်ရမယ်အဲ့ပွဲကကြည့်ကိုကြည့်ရမယ်ကျန်တဲ့ကျွန်တော်လာလီကတပွဲမှစိတ်ဝင်စားစားမစားစားအဲ့နှစ်ပွဲကတော့ကျွန်တော်တို့မဖြစ်မနေကိုကြည့်ရမယ်ပွဲပဲတကယ်ကိုဟိုတကယ်ဟိုရုပ်ရှင်ပါဆိုတာ IMDb 9တော့9.5တော့ရှိတဲ့ တန်းတာပေးလိုက်ပါတန်းတာပေးလိုက်လို့ရတယ်အဲ့လိုမျိုးဖြစ်နေရတယ်မကြည့်လို့မရဘူးညာသိလားအဲ့ဒါကြောင့်အဲ့တော့ကျွန်တော်ပြောတာလေတော်တော်ဆုံသွားပြီအဲ့တော့အဲဒီဟာဒီဟာပဲဆုံသွားပြီနောက်ပတ်တည်ကြနေကျွန်တော်ပြန်ပြီးတော့ဆုံချတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါတော့ကျွန်တော် Eclassico ပွဲစဉ်ရဲ့ review ဖြစ်ပါတယ်ကျွန်တော် sport corner ကိုကြည့်ပေးနေတဲ့ညီကိုများအားလုံးလည်းကျွန်တော်တို့အကျေနပ်တင်ပါတယ်လာမယ့်ပတ်တွေပါလဲကျွန်တော်အပတ်စဉ်အစီအစဉ်ကောင်းတွေအများကြီးတင်ဆက်ပေးပါမယ် preview တွေ review တွေတခြားအားသာအစီအစဉ်တွေအများကြီးလာပါမယ်အဲ့တော့ ဆောင်ရွက်ကြည့်ရှိပေးကိုတိုက်တွန်းချင်ပါတယ်ကျွန်တော်တို့ရဲ့ဒီ channel လေးတွေ subscribe လုပ်ပေးပါအောင် like လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ကြည်ပီးကညီကိုများအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ you